ကျွန်တော်တို့ပုံပြီးစူးစမ်းခွင့်ရတာကဒီချက်ဆုံးတွေ့အထောက်အပံ့မှာဖြစ်တဲ့အခါကျတော့လူတွေကကျွန်တော်ကိုမြင်ကြရယ်မြင်ပြီးတော့သူက personal life ကနေ personal နေပြောင်းလာရယ်အကောင်လေးပဲအဲတော့အများကြီးဆက်အပေးနေပါရယ်ဆိုပြီးတော့ပြောကြရဲ့မက်နေလည်းအများကြီးတွေ့ရရယ်ပေါ့နော်အဲ့တော့လည်းကျေးဥတင်ပါရယ်ကျွန်တော်အဲ့တည်ရင်တင်ဆက်တဲ့အချိန်တုန်းကနေပြီးတော့အခုလိုမျိုးတရုပ်ဆောင်တယောက်ဖြစ်လာမယ်လို့ကိုယ့်ကိုယ်ကိုအရင်ကြီးဟိုလိုမထင်ထားဘူးပေါ့ အဓိကကိုရောဘက်ကကျွန်တော်ဒီလောကမှာလဲတာမတိရသူမရှိသလောက်ပေါ့နော်မရှိရကိုဖြစ်တယ်ပြီးတော့အဲဆန်ညွန်းနဲ့ပတ်သက်ပြီးတော့လဲတကယ်ကိုမှကျွန်တော်တို့ဒါလေးစားရတဲ့ကိုတယောက်ဖြစ်တယ်ပေါ့နော်ပြီးကျွန်တော်လည်းကျွန်တော်လည်းကိုနေဆိုလည်း personality ကမသိပါဘူးဒါပေမဲ့ကျွန်တော် Facebook မှာသူ follower တဲ့သူတယောက်ဖြစ်တယ်အဓိကပြသူတင်တဲ့ post တွေအကြောင်းကျွန်တော်တို့လည်းအကျိုးရှိရပေါ့နော်ကျွန်တော်ဒီ log out တွေလည်းအကျိုးရှိရလို့ခံစားရတဲ့သူတယောက်ဖြစ်တဲ့အခါကျတော့ဒီ account သူတည်ဆောက်ထွက်တဲ့အချိန်မှာ အဆရာဦးသာကနာကလည်းဒီစာအုပ်ညွှန်းပေးရပြီးတော့ကျွန်တော်ကိုယ်တိုင်တရုတ်ဆောင်တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစာညွှန်းကကျွန်တော်နဲ့တက်ဆိုင်နေကျွန်တော်နဲ့လေးလာတဲ့နယ်လို့ထင်တော့ကျွန်တော်ဒီစာအုပ်ကိုလာအပ်ပေးရပါဟုတ်ကဲ့ဟုတ်အဓိကစာညွှန်းကကျွန်တော်ဒီဇက်ဇက်ပေါ့နော်ဇက်ဇက်ကိုကျွန်တော်အကောင့်ထဲပို့ရနေရမှာဒီဇက်ကောင်းဖို့ဒီဇက်အခုလောရုပ်ရှင်ပဲဖြစ်ဖြစ်တော့ဇာတ်လမ်းလည်းပဲဖြစ်ဖြစ် ကောင်းဖို့ကကြောင့်စာညွှန်းကအရေးကြီးဆုံးအခန်းကဏ္ဍမှာပါတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ဒီဒရိုက်တာပဲဖြစ်ဖြစ်ကျွန်တော်အတ္တစတာဖြစ်ဖြစ်အားလုံးကကြောင့်ကျွန်တော်ဒီပုံပုံပေါ်လာရဥစ္စာပေါ့နော်ရုပ်ကြွားလာရဥစ္စာမှာဒီရုပ်တွေကိုတော့ကြည့်ပြီးပြန်ဆက်တာမျိုးလုပ်လို့ရသေးရဲ့ဇက်ညွှန်းကကြောင့်ဒီ ဘယ်လိုပြောမလဲကျွန်တော်ဘာမှမရှိရဲ့ဥစ္စာအောင်မှာသူလိုက်ရှာပြီးတော့ကျွန်တော်ဒီဟိုပြောမှဆိုရင်စိုးပြီးလိုက်ရှာပြီးတော့မှဒီဇန်ညွန်းဖြစ်လာအောင်ရေးရတာဆိုတော့ပို့ပြီးတော့လည်းခက်ခဲတယ်ပြီးွားရင်ကျွန်တော်တို့တယောက်ဆောင်နေအနေနဲ့လည်းဒီဇန်ညွန်းကိုနားလဲထားရင်ဒီဇန်ညွန်းနဲ့ပတ်သက်ပြီးတော့ပို့ပြီးတည်ထားမယ်ဆိုရင်တယောက်ဆောင်နေအပိုင်းမှာလည်းပို့ပြီးတော့လွယ်ကူမယ်လို့ကျွန်တော်ယုံကြည်ရပါတော့နော်ဟုတ်ကျွန်တော်အခုအနုပညာခီလန်းရှောက်လန်းတာတော့ဘယ်လိုပြောမလဲ၃နှစ်ကျော်၄နှစ်ကာလရှိပြီပေါ့နော်ဒီအချိန်မှာကျွန်တော် အဲဒီချက်ဆုံးသူရဲ့အထုပ်ပတိဇာတ်လမ်းတွေမတိုင်ခင်မှာလည်းရိုက်ထားတဲ့ဇာတ်လမ်းတွေရှိရယ်ပြထားပြီးတဲ့ဇာတ်လမ်းတွေရှိရယ်ဒါပေမဲ့ဒီချက်ဆုံးသူရဲ့အထုပ်ပတိဇာတ်လမ်းတွေမှာကျွန်တော်လူတွေကပို့တိပြီးတော့ပို့ပြီးတော့လည်းအားပေးလာကြရယ်ဒါကလည်းကျွန်တော်ချက်ဆုံးသူရဲ့အထုပ်ပတိမှာကျွန်တော်နေရာတနေရာရလာရယ်ပေါ့နော်ဒီခမောင်လေးဆိုတဲ့ကာရီတာရလာရယ်ပေါ့မှာဒီပေါ်မှာကျွန်တော်အကောင်းဆုံးကြိုးစားခဲ့တဲ့ပေါ်မှာပြန်ရလာခဲ့တဲ့အဲရလက်လို့ပဲကျွန်တော်မြင်တယ်အဲ့တော့လည်းကျွန်တော်ရမ်းပျော်ရယ်ပြောမယ်ဆိုရင်ဗျဟိုရှေ့ဆက်ဖို့အတွက်အားရင်နေဆက်ရှိသွားပါပေါ့ရှေ့ပြီးတော့ရှေ့ဆက်ပြီးတော့ကျွန်တော် ဒီကားပြနေတဲ့အချိန်မှာအဲ့လိုကိုအားပေးနေတဲ့သူတွေရှိလာတဲ့အခါကျတော့အဲထပ်ပြီးတော့တိကျဆောင်ကျင်လာတယ်ထပ်ပြီးတော့ဇလန်တွဲကြီးမှာပါဝင်ဝင်ရအောင်ထပ်ပြီးတော့ယုံကြီးကားကြီးမှာပါဝင်ဝင်ရအောင်ဘုံကြီးကြိုးစားကျင်စေဖြစ်လာတယ်ဒါကလည်းအတွန်းအားတစ်ခုဖြစ်လာတယ်ပေါ့နော်အဲအကြောင်းမို့လဲအားပေးနေတဲ့သူတူတူကြောက်ရှင်လဲအောင်လဲကျေးဇူးတင်ပါတယ်ကျွန်တော်အများကြီးထပ်ပြီးတော့လဲအဲဒီ on air ပေါ်မှာပြန်ပြီးတော့ပေါ်လာနိုင်အောင်လဲကြိုးစားပါမယ်ခင်ဗျဟုတ်ကျွန်တော်ဒီဇလန်တွဲကိုဟိုကျွန်တော်ပထမဆုံး casting ဝင်တော့ကဒီကျွန်တော်ခမောင်းထင်းနေရာမှာ casting ဝင်ရအောင်ပေါ့နော်ကျန်တဲ့အခြားဒီ ခြားဇက်ကောင်တွေမှာကစင်ဝင်ရတာပေါ့နော်တက်အောင်တက်အောင်လို့ပြီးွားရင်တော့ဒီဟူဝင်းမြင့်လို့ညောင်းဝင်ရဝင်ရပေမဲ့ကျွန်တော်မပါဘူးပေါ့မပါခဲ့တဲ့အခါမှာကျွန်တော်အစိတ်တကြရကြာပြီမဲ့ကျွန်တော်ကဲအကောင်းကျင်တော့အဲပြီးပြီးတော့ဒီနေရာမှာခမောင်လေးနေရာမှာကျွန်တော် ပြန်ပါဝင်ဝင်ရပါတယ်ပေါ့နော်အကြောင်းမျိုးကြောင့်ပါဝင်ရသွားတဲ့အချိန်မှာကျွန်တော်ဒီနေရာကိုရသွားတဲ့အချိန်မှာကျွန်တော်အကောင်းဆုံးကြိုးစားခဲ့ရပေါ့နော်ဒီကပြရတဲ့အချိန်မှာကျောင်းအကုန်လုံးကပေါက်တယ်မှာအကုန်လုံးအားပေးကြရတယ်တူတူတယောက်ချင်းတိုင်းအားပေးကြရတဲ့အတွက်ကြောင့်မလို့လေပြောမပြတတ်အောင်ဤတိဖြစ်ရတယ်ပြီးတော့ကိုဒီအတူတူတဲဆုပ်တဲတဲဆုပ်ဆောင်ရတဲ့ သူတွေကလည်းသူ့တငယ်ချင်းဖြစ်တဲ့ဒန်ဂီလာတို့ဆိုင်းခဲ့ဦးဆိုတော့လည်းအပြင်မှာတကယ်ပေါင်းနေတဲ့တငယ်ချင်းတွေဆိုတဲ့အခါကြောင့်ကျွန်တော်တို့ရဲ့အတွေ့အဖက်ကပိုပြီးကမစီမိသွားပြီးတော့အဓိကကတော့ကိုကြီးကောင်းမြတ်ဆန်ပေါ့နော်ကိုကြီးကောင်းမြတ်ဆန်ကလည်းကျွန်တော်တို့ကိုသူကဟိုစီနီယာတယောက်အနေနဲ့ဟိုအွန်စင်းပေါ်မှာဖြစ်ဖြစ်အွန်စင်းနောက်ကမှာဖြစ်ဖြစ်အညီကိုကြီးလိုပေါင်းနေတင်ပြပေးရပြောပြပေးရအဲကျွန်တော်ဒီဇလန်းလွဲပြနေတဲ့အချိန်မှာကျွန်တော်တို့ဒီ TikTok မှာရော Facebook မှာရောလူတွေက မြင်ဘူးရေပေါ့နော်ဗမာမြင်မှုလည်းတိတ်မသိဘူးဒါပေမဲ့သူကအဓိကကျွန်တော်ကရင်တော့ကတော့ MRT4 မှာကျွန်တော်အမ်ဒီ COVID ကာလမှာဒီ Good Morning မြန်မာမနက်ပိုင်း live season နဲ့ပြီးတော့ကျွန်တော်နေ့လယ်ခင်းတနာ ਈ MRT4 သတင်း season မှာကျွန်တော်ကအမြင်နဲ့တိဆက်ခဲ့ရတာဆိုသူလည်းတိတ်တော့မစိမ့်ဘူးဒါပေမဲ့ကျွန်တော်အနေနဲ့ကျတော့ဒီ screen တိုင်းပူရတာဒါပေါ့ကျွန်တော်တို့ပုံကြီးစူးစမ်းခွင့်ရတာကဒီချက်ဆုံးတွေ့ရအထောက်အပံ့မှာဖြစ်တဲ့အခါကျတော့လူတွေကကျွန်တော်ကိုမြင်ကြရဲ့မြင်ပြီးတော့သူက personal life ကနေ personal နေပြောင်းလာရဲ့အကောင်းသေးပဲအဲအဲ့တော့အများကြီးဆက်အပ်ပေးနေပါတယ်ဆိုပြီးတော့ ပြောကြရဲ့ man နေလဲအများကြီးတွေ့ရရပေါ့နော်အဲ့တော့လဲဇေယုတင်ပါရဲ့ကျွန်တော်အဲ့ဒီတင်တင်ဆက်တဲ့အချိန်တုန်းကနေပြီးတော့ခုလိုမျိုးတရုပ်ဆောင်တယောက်ဖြစ်လာမယ်လို့တော့ကိုကိုရောအရင်ဟိုလိုမထင်သာဘူးပေါ့ဒါမဲ့လဲကျွန်တော်ဒီဘက်တရုပ်ဆောင်ဘက်ရောက်လာတဲ့အချိန်မှာလေဒီတရုပ်ဆောင်ဘက်မှာကျွန်တော်တက်စာရှိပါရဲ့ပို့ပြီးတော့လဲတရုပ်ဆောင်ကောင်းတယောက်ဖြစ်လာအောင်ကျွန်တော်ပထမဆုံးရိုက်ခဲ့တဲ့ဒီဇလန်တွဲရောင်ရက်မျိုးကလေးကနေကျွန်တော်အခုလက်ရှိပြထားပြီးရဲ့အချက်ဆုံးသူ့ရဲ့အထောက်ပံ့ဇလန်တွဲမှာလဲကျွန်တော် တေးဥဆောင်ပူပူပြီးတော့တေးဥဆောင်ကောင်းလာအောင်ကြိုးစားနေရတေးဥဆောင်တယောက်ဖြစ်ပါရခင်ဗျာအဲ့တော့လည်းကျေးဇူးတင်ပါတယ်ဟုတ်ကျွန်တော်ကကြောက်ကြောက်သတင်းဖတ်တဲ့ဆိုတာကကျွန်တော်ကဒီ editor ပေးထားတဲ့သတင်းစာရဲ့ကိုပဲကျွန်တော်ကဟိုလေးတန်းအဖိအဖော်အနေအမြင်နဲ့တေးချာဒီနားထောင်တဲ့သူနားဝင်အောင်ကျွန်တော်အမှားယွင်းမရှိအောင်တေးချာလေးကိုအဲကျွန်တော်လေးနဲ့ထားပြီးပြောရတာပေါ့နော် live ဆိုတဲ့ live လျှောက်ပြောရတာဆိုတဲ့အချိန်မှာအဲအဲ့ဒီမှာကြောက်လဲအဲ့ရဲ့ဒီတန်ရှင်ရတမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်တေးဥဆောင်မှာပြောင်းတဲ့အချိန်မှာကြောက်ကျွန်တော်ကဒီအခြားသူတယောက်ရဲ့ character အခြားကိုမဟုတ်တဲ့လူတယောက်ရဲ့ character ကို နော်စီမျောပြီးတော့လုပ်ရတယ်လုပ်ရတဲ့ချိန်မှာပြောရတဲ့ထိုင်ရတော့ရှိရယ်ကိုတယောက်တည်းပြောရမှာပဲတစ်ခါတူပြောထိုင်ရတော့မှလည်းကျွန်တော်က reaction ပေးရတာရှိရယ်အဲ့ဒီပုံမှာကျွန်တော်ကပြီးတော့ကျွန်တော်ကလူကြီးရှိမှတရုပ်ဆောင်ပြရမှာလေအဲကိုနဲ့မသိတဲ့လူတွေတော့ကင်မရာမန်တွေထားပါတော့ဂျာဒီဒရိုက်တာတို့တရုပ်ဆောင်ပြရတဲ့အချိန်မှာကြောက်ဆက်တာအမှန်တိုင်းပြောရင်အဲ့တော့ကြောက်တယ်ကြောက်တယ်ဆိုတာဟိုတရုပ်ဆောင်ပြရမှာရှက်သလိုလိုကြောက်သလိုဖြစ်တယ်ဖြစ်တဲ့အခါမှာမပွင့်ဘူးစကားပြောရတာရေဟိုအဲ dialogue ပြောရတာရေအဲ့လိုမရေဘူးဒါမဲ့လေအကောင်းဆုံးကြောင်ပြန်ပြီးတော့ကိုယ့်ကိုယ်ပြန် စမ်းစစ်တယ်ပြန်ပြီးတော့ပြန်ကြိုးစားတယ်လိုတဲ့လိုတဲ့အရှိန်နဲ့ပြန်သင်ယူတယ်အဓိကတော့အခက်ခဲရောအဲ့ရပါပဲအဓိကကျွန်တော်က personal life ကနေပြောင်းလာတဲ့အချိန်မှာကျတော့ဟိုကင်မရာကြီးနဲ့ရင်းနှီးပြီးသားဆိုပေမဲ့လည်းကျွန်တော်ကတေးဥဆောင်ပြရတာဖြစ်တဲ့တော့ကြောင့်မလို့အဲ့ပုံမှာတော့အအများကြီးချက်လက်ဖြစ်စေခဲ့ရပါတော့ဟုတ်ကဲ့ဟုတ်အဓိကတော့တေးဥဆောင်ကတော့ကျွန်တော်ဟိုပြောမှဆိုရင်လှုပ်ချင်ခဲ့တဲ့အရာတခုပေါ့နော်ကျွန်တော်ငငယ်ဘွားကမှလှုပ်ချင်ခဲ့တဲ့အရာအများကြီးရှိရပေါ့အဲ့ဒီမှာလည်းကျွန်တော်ဒီ ပရဇနာလေးလုပ်ချင်ခဲ့တယ်တေးဥဆောင်လေးလုပ်ချင်ခဲ့ဒါပေမဲ့ပရဇနာကိုကျွန်တော်အဓိကသွားရဲဆိုတာကကြောင်ကျွန်တော်အနေနဲ့ကကြောင်ဒီပရဇနာလုပ်ဖို့အတွက်အခွင့်အရေးပို့ပြီးတော့များမယ်ထင်လို့ပေါ့နော်တေးဥဆောင်ကကြောင်ကျွန်တော်လည်းအတွက်ကျွန်တော်တို့ကကြောင်အဲဆက်ဆက်ချင်းဝင်မယ်ဆိုရင်ခက်ခဲမှုတွေရှိမယ်လို့ထင်လို့ကျွန်တော်အရင်ဆုံးပရဇနာလိုက်ဖို့အရင်ဝင်ခဲ့ရပေါ့ဒါပေမဲ့ငွေတုံးကတော့ပြောမစွင်ကျွန်တော်အမျိုးကြီးပါရတွေ့ရရင်တော့ကျွန်တော်အဲတေးဥဆောင်လုပ်ပါလားဘာလုပ်ပြီးမယ်ကျွန်တော်အဲ့လိုမျိုးအရင်တော့လုပ်မယ်လို့ဘာညာမပြောခဲ့ဘူးဒီတိုင်းပဲကျွန်တော်ဒီတိုင်းပဲကျွန်တော်တို့အဲဒီပရဇနာလိုက်ပဲဖြစ်ဖြစ်တေးဥဆောင်လည်းဖြစ်ဖြစ်ဒါလည်းဖြစ်ဖြစ်အဓိကကျွန်တော်မိဘကို ဂုံယူစေးမဲ့အလုပ်မျိုးဖြစ်ရင်ကျွန်တော်ကျင်းတတ်ပြီအဓိကလို့အင်ကန်းနေပါရေဆိုတာအဓိကကိုမိဘကိုကြောင့်နဲ့ကိုလုံးနေရဲ့အလုပ်ကြောင့်သူအဲသူရဲ့လူသူရဲ့လူရဲ့ကြားမှာဘာပြောပရောဖြစ်စေမဲ့အလုပ်မျိုးဆိုရင်ကျွန်တော်အဲ့အလုပ်မျိုးဆိုရင်ရွေးချယ်ပြီးလုပ်ပါရဲ့ဟုတ်အဲအဲ့တုန်းကတော့အော်မျက်နှာတတီနေပေါ့အဲ့လို live နှုတ်ဆက်ရင်တော့ပရိသတ်များလုံးမဲ့မင်္ဂလာပါခင်ဗျာအမတီဘိုးနေတဲ့ကင်တဲ့အစီအစဉ်ကလည်းပြန်လည်ပြီးတော့ကျေဆွလိုက်ပါရဲ့အဲအဲ့လိုလိုပေါ့အဲ့လိုမျိုးပြောရတာအဲအဲ့လိုမျိုးပြောရတာပေါ့အဲ့တုန်းကတော့ ကြာပြီလေ၃နှစ်ကျော်လောက်ကြာပြီတော့နည်းနည်းတော့မေ့ပါရေ။ဒီနေ့ရောက်မှာ Manly FM မှာ host အနေနဲ့အလို program ဟိုမျိုး host အနေနဲ့ live တင်ဆက်ပေးပါဆိုပြီးတော့ဖိတ်ခေါ်တော့ကျွန်တော်တွားလုပ်ပေးရတဲ့အချိန်မှာကြောက်ကျွန်တော်ကအဲ့ Manly FM ကို guest အနေနဲ့ပဲတွားခဲ့ရဆိုတော့ host အနေနဲ့လုပ်တဲ့အချိန်မှာကြောက်အရင်ကတင်းဖက်ဘူးရဆိုပေမဲ့လည်းစိတ်လှုပ်ရှားတယ်။စကားမပြောတတ်တော့ဘူး။ဘာလို့အလို့နည်းနည်း character ချိန်ပါလဲဆိုတော့ကျွန်တော်ဒီထပ်ပို့ပြီးတော့ဟိုပို့ပြီးကျွန်တော်ပူပြီးကောင်းမွန်တဲ့အနေထားနဲ့ပေါ့နော်ပူပြီးကျွန်တော်မှလိုအပ်တာရှိရင်လည်းပြင်ဆင်ပြီးတော့ထပ်ပြီးနောက်ထပ်ဇလန်းတွဲရေ ယုံကြည်ခိုင်းမှာပါဝင်ပြီးတော့တရုတ်ဆောင်နိုင်အောင်ကျွန်တော်တို့ကအပိနေပြည်သက်တွေအမြဲတမ်းဒီအနည်းပညာလှူရှာမှုရဲ့အမြဲမြင်တွေ့နိုင်အောင်ပို့ပြီးတော့ဒီစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာရောအနည်းပညာဝန်စာပိုင်းဆိုင်ရာဥမာအများကြီးဖြည့်တင်ပြီးတော့ဆက်လက်ပြီးတော့ကြိုးစားနေပါတယ်ကျွန်တော်တို့လည်းဆက်ပြီးတော့မမေ့ပဲနဲ့အပိပါအောင်ခင်ဗျာ Myanmar Star Bazaar